သေးပေးလာတဲ့ကျွမ်းလွင်ပြည်မြအားလုံးပဲမြလာပါရှင်ကျွမ်းလွင်ကတော့အခွင့်အရေးသူရဲ့ပွဲရဲ့ကြွက်ကိုရောအနုပညာလှူရှာမှုတွေမှာကြိုးစားနေပါပြီကျွမ်းလွင်ကတော့ပွဲရီကိုချက်ပြီးတော့လှူသွားမှာပါမကြမီပွဲကြီးတစ်ပွဲခိုင်သွားမှာဖြစ်ပြီးအဲဒီအကြောင်းတွေကိုလည်းကျွမ်းလွင်ကအသေးပေးလာခဲ့ပါတယ်ကျွမ်းလွင်ကတော့အခုလိုအသေးပေးပြောဆိုလာတဲ့ပုံပြည်မြအားလုံးကစိတ်ဝင်စားစောင့်ကြည့်နေကြပါတယ် မကြမီမှာပွဲကြီးတစ်ပွဲကင်တော်ဖို့ရှိတဲ့ကြောင့်ကိုလေတွန်လွင်ကသူရဲ့ဆိုရှယ်မီဒီယာပေါ်ကနေအခုလိုပဲအသေးပေးမျှဝေလာခဲ့ပါတယ်။တွန်လွင်ကကျွန်30မှာနောက်ထပ်ကင်မဲ့ပွဲတစ်ပွဲကိုအနောက်စမန်လောက်ပါမယ်။ဘေးပွဲလို့ထင်ပါလိမ့်ဗျ။ပိတ်တရီအကြိုက်ဆုံးပွဲပါ။မန်နဲ့တူမဲဖောက်ပြီးလက်ဆောင်လေးတွေပေးမယ်။ကမန်ခဲကြပါဗျ။ဆိုပြီးအသေးပေးမျှဝေလာခဲ့ပါတယ်။တွဲလွင်ကတော့သူရဲ့ပရိအတွက်ကိုလည်းစူးစမ်းနေအောင်ကြရပြီးအလုံးရအဘိဝေယနရီကိုလည်းခင်ရတာပါကျွန်း30မှာ နောက်ထပ်ပွဲကြီးတစ်ပွဲအစီအစဉ်သွားမှာဖြစ်ပြီးတွားတော်အကောင်းဆုံးကြိုးစားသွားမယ်လို့လည်းတွင်လွေကပြောပြလာခဲ့ပါတယ်။အခုလက်ရှိမှာတော့တွင်လွေကအလုံးရဲ့အပြေးချင်းတွေကိုခဏရပြီးတစ်ဖက်မှာလည်းအမှုပညာရိုက်ကွင်းရဲ့အတက်တွေအတက်ပါကလန်းခဏရပါတယ်။တွင်လွေကတော့အလာမယ်လေးခေစားခင်အတက်ကိုပါအကောင်းဆုံးကြိုးစားပြီးခဲ့ပါတယ်။အလာမယ်ခေစားခင်ကတော့မင်းစဘောမှာရလက်မကောင်းခဲ့ပေမဲ့လေတွင်လွေကတော့အပြေဝအပြေးခဲ့ပြီးအလာမယ်ခေစားခင်အတွက်စိတ်ခွန်အားရပြီးခဲ့ပါတယ်။ အလားမယ်လေခင်စားခင်ရလေသူရဲ့ဆိုရှယ်မီဒီယာပေါ်ကနေအခုလိုပဲပရိတ်သတ်တွေကိုအသိပေးမျှဝေထားခဲ့ပါတယ်။ခင်စားခင်ကအကောင်ဆုံးမလုပ်ပေးနိုင်ကြတဲ့အတွက်ဆရာသမားများအားလုံးချစ်ခင်အသူများမိတ်ဆွေအသူငယ်ချင်းများနဲ့ဖေဖေနဲ့မေမေအကြီးကမေမေကိုဒီနေ့ကနေအနုညွတ်တောင်းပန်ပါရနော်။မေမေမုံုံနဲ့နော် please လွဲချက်များအဆင်မပြေမှုများစိတ်နှောက်ယှက်များဖြစ်ခဲ့ရဆိုရင်ခင်စားရဲ့ညံ့ပြေမှုများကြောင့်သာဖြစ်လို့ခွလွတ်နားလည်ပေးနိုင်ကြလိမ့်မယ်လို့မျှော်လင့်ပါရဲဆိုပြီးအသိပေးထားခဲ့ပါရယ်။ တွဲလွင်ကတော့ခုဆိုရင်ပွဲကြီးတစ်ပွဲအတွက်ပြင်ဆင်နေပြီဖြစ်ပြီးအားလုံးကိုလည်းအသိပေးလာခဲ့ပြီဖြစ်ပါတယ်။ဒီကနေ့မှာတော့သဲစုညင်ကဆရာဖြတ်တို့တွဲလွင်နဲ့ပတ်သက်ပြီးတော့အခုလိုပဲပြောပြလာခဲ့ပါတယ်။သဲစုညင်ရာဆရာကအရန်ကိုအန်အောဆရာကောင်းနေဘလို့ရကိုမစိုးနည်းနည်းလောက်လေးလာကြည့်လိုက်ရင်ကိုတက်နေပြီ။ဒါကြောင့်လည်းဆရာကခုလိုအောင်မြင်မှုတွေကိုရရှိနေရပေါ့။တဲတဲကိုခုလိုချင်းနေမျိုးချင်းရောက်လာအောင်ဆရာကပဲညေတော်မြောက်ဆဲပြီးခဲ့တာပါ။ အရေးပေါ်မှာလည်းအကောင်းဆုံးစူးစမ်းသွားမယ်အစိုးဆုံးအခြေအနေတွေကလည်းအကောင်းဆုံးအခြေအနေတခုကိုစူးစမ်းပြလာနိုင်တဲ့အစီအကို ကြည့်ပြတော့လေအရန်ကိုအော်အော်တင်ခဲ့ရတယ်တတဲလေးအစီအကိုအတူယူပြီးတော့အကောင်းဆုံးစူးစမ်းသွားမှာပါဆိုပြီးတဲစုငင်ကပြောပြလာခဲ့ပါတယ် အခုလက်ရှိမှာတော့ဆရာကျွဲ့လွင်ရောတဲဆူညင်တို့ကနိုင်ငံတကာအဖွဲ့အစည်းတွေရဲ့စက်တိုက်ထောက်ခံအားပေးမှုတွေကိုရရှိနေပါတယ်။ဆရာကျွဲ့လွင်ကတော့အခုဆိုရင်သူဝတနာပါတဲ့အလုပ်တွေမှာစူးစမ်းလုပ်ကိုင်းနေရင်သူကတော့ခွင့်ရရရင်ရတယ်လို့အမှုပြန်ရိုက်ကွေးတွေမှာပါဝင်ရကူသွားမယ်လို့လည်းပြောပြလာခဲ့ပါတယ်။မကြသေးမီကောင်ဆိုရင်လည်းကျွဲ့လွင်နဲ့တဲဆူညင်တို့ကကိုရိုင်းအလိုထွက်ခံပေးနေရပြီးခလင်ပေးတဲ့ပြည်သူတွေအတွက်လွယ်အပ်တာလေးတွေကိုကူညီလှူဒါန်းထောက်ပံ့ပေးခဲ့ပါတယ်။